ဂျပန်နိုင်ငံနေကာလာတိုနေထိုင်ခွင့်ဗီဇာလျှောက်ထားပြီးအလုပ်လုပ်ကင်ပါကရာဇဝတ်မှုဖြစ်အပြစ်ပေးခံရမယ်လို့ရန်ကုန်မြို့ရှိဂျပန်တန်ရုံထုတ်ပြန်နေဆိုတဲ့တွင်အကောက်ခွန်ဦးစီးဌာနကဥပဒေအရအရေးယူထားတဲ့ electronic ပစ္စည်းများစက်ပစ္စည်းများနဲ့အထွေထွေကုန်ပစ္စည်းများကိုဈေးပြိုင်စနစ်ဖြင့်လေးလံတင်ရောင်းချမယ်ဆိုတဲ့တွင်ဘင်္ဂလားဒေ့ရဲ့အဓိကလေဆိပ်တွေမိလောင်မှုကြောင့်လေကြောင်းခရီးစဉ်များဆိုင်းငံ့ခဲ့ရတယ်ဆိုတဲ့တွင်ကလပ်သွင်းကို400ပြည့်မြောက်ခဲ့တဲ့ဟာရီကိန်းဆိုတဲ့တွင်အဆရှိတဲ့တွင်ကိုတင်ဆက်ပေးပါပါဦးဆောင်တဲ့တဲ့ဘုံအနေနဲ့ ဂျပန်နိုင်ငံတွင်ကာလထိုနေထိုင်ခွင့်ဗီဇာလျှောက်ထားပြီးအလုပ်လုပ်နိုင်ပါကရာဇဝမှုဖြစ်အပြစ်ပေးခံရမယ်လို့ရန်ကုန်မြို့ရှိဂျပန်တန်ရုံထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါဂျပန်နိုင်ငံတွင်ကာလထိုနေထိုင်ခွင့်ဗီဇာလျှောက်ထားပြီးအလုပ်လုပ်နိုင်ပါကရာဇဝမှုဖြစ်အပြစ်ပေးခံရမယ်လို့ရန်ကုန်မြို့ရှိဂျပန်တန်ရုံကထုတ်ပြန်ပါတယ်ဂျပန်နိုင်ငံလူမှုကြီးကြပ်ရေးနှင့်ဒုက္ခသည်များအသီးမပြည့်ရေးဥပဒေအရ ကာလာတိုနေထိုင်ခြင်းဆိုတဲ့နေထိုင်ခွင့်အရေးချင်းဖြင့်ဂျပန်နိုင်ငံတွင်နေထိုင်ပြီးဆိုပါကဝင်ငွေရရှိနိုင်သောလုံလုံခြင်းများကိုလုံးဝခွင့်မပြုထားကြောင်းရင်းအချက်ကိုချိုးဖောက်လျင်ဂျပန်နိုင်ငံအတွင်းတွင်ဂျာဆွေးပြမှုအဖြစ်အပြစ်ပေးခံရနိုင်ပြီးအလုံးလုံခြင်းကြောင်းတက်ခြင်းစတဲ့ရည်ရွယ်ချက်ဖြင့်ဂျပန်နိုင်ငံသို့ကာလာလက်ကာလာရှိသွားရောက်ရန်ဆန္ဒရှိသူများသည်ဂျပန်နိုင်ငံလူဝင်မှုနေထိုင်ခွင့်ကြီးကြပ်ရေးဌာနတွင်ကြိုတင်၍ ကာလနေတိုင်းခွင့်လက်မှတ် COE ကိုရယူပြီးမှသာဗီဇာလျှောက်ထားမှာဖြစ်တယ်လို့တန်ယုံကထုတ်ပြန်ပါတယ်။ကာလတိုနေတိုင်းခွင့်ဗီဇာလျှောက်ထားရရင်တင်ပြသည့်စာရွက်စာတမ်းများမှာတိကျမှန်ကန်သောစာရွက်စာတမ်းများဖြစ်ရန်လိုအပ်ကြောင်းဗီဇာလျှောက်ထားသည့်အခါတွင်ဂျပန်နိုင်ငံသို့သွားရောက်မည်ရည်ချက်ကိုလိမ့်လည်ဖော်ပြခြင်းနှင့်အတူပြုလုပ်ထားသောစာရွက်စာတမ်းများတင်ပြသည့်ကိုတွေ့ရှိရပါကဗီဇာထုတ်ပေးမှာမဟုတ်ကြောင်းတန်ယုံကထုတ်ပြန်ပါတယ်။ထို့အပြင်ဗီဇာလိမ့်လည်လျှောက်ထားသူနှင့်အဆိုပါလျှောက်ထားမှုကိုကူညီပြုလုပ်ခဲ့သောကော်မတီအဖွဲ့အစည်းများမှနောက်နောက်တွင်လျှောက်လာမည်မိသည့်လျှောက်ထားမှုမျိုးတွင်မဆို ရခိုင်ကမလျော်ကန်တဲ့ရှောက်ထားမှုကိုပြုလုပ်ခဲ့ကြောင်းမှတမ်းဝင်ထားခြင်းသည်ကြီးမားသောအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေမှာဖြစ်တယ်လို့တန်ယုံကဆိုပါတယ်။ဂျပန်နိုင်ငံနဲ့ကာလာတူနေထိုင်ခြင်းဆိုသည်မှာဂျပန်နိုင်ငံ၏လူမှုကြီးကြပ်ရေးနှင့်ဒုက္ခသည်များအတိမတ်ပြုရေးဥပဒေအရစိုက်စင်းရဲ့လည်ပတ်၊ကျန်းမာရေးအတွက်အနားယူပန်းဖြစ်ခြင်း၊အားကစားဆွေမျိုးသားချင်းအတိမိတ်ဆွေထံအလဲပတ်သွားခြင်း၊လေးလာရေးတင်နန်းသို့မဟုတ်ဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခြင်း၊လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်ခြင်းစသည်တို့ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့အခြေစိုက်ရွှေ့ပြောင်းရေးအတမူအကြောင်းပြုခြင်းနဲ့အခြားလှုပ်ရှားမှုများကိုပြုလုပ်ရန်ရည်ထားသူများနဲ့ဂျပန်နိုင်ငံတွင်ကာလနှင့်ကာလရှည်နေထိုင်ရန်စီစဉ်ထားသူများသည်ကာလတုံနေထိုင်ခွင့်ဗီဇာထုတ်ပေးရန်ကြုံးဝင်သူများမဟုတ်ကြောင်းဂျပန်တန်ရုံးကထုတ်ပြန်ပါသည်ဆက်လက်ပြီးတော့အကောက်ခွန်ဦးစီးဌာနကဥပဒေအရအေးအေးယူထားတဲ့ electronic ပစ္စည်းများစက်ပစ္စည်းများနဲ့အထွေထွေကုန်ပစ္စည်းများကိုဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ အကောင့်ဖွင့်ဝစီဌာနကဥပဒေအရရေးယူထားတဲ့ electronic ပစ္စည်းများ၊စက်ပစ္စည်းများနဲ့အထွေထွေကုန်ပစ္စည်းများအားဈေးပိုင်စနစ်ဖြင့်လေးလံတင်ရောင်းချမှာဖြစ်ပြီးလေးလံတင်ရောင်းချရေးအဖွဲ့အကောင့်ဖွင့်ဝစီဌာနကနိုင်ငံပိုင်သတင်းစာတွင်ကြေညာထားချက်အရသိရပါဗျာ။အကောင့်ဖွင့်ဝစီဌာနကဒီဇယ်အကောင့်ဖွင့်ဥပဒေအရရေးယူထားတဲ့ electronic ပစ္စည်းများ၊စက်ပစ္စည်းများနဲ့အထွေထွေကုန်ပစ္စည်းများအားပေါ်ပြပါအစီအစဉ်အတိုင်းဈေးပိုင်စနစ်ဖြင့်လေးလံတင်ရောင်းချမှာဖြစ်တာကြောင့်အများပြည်သူများဝင်ရောက်ရှင်ပြိုင်ဝယ်ယူနိုင်ရန်အသိပေးထားကြောင်းသိရပါဗျာ။ အော်တိုဝါ၂၉ရက်နေ့နနက်၁၀နာရီတွင်ထောက်ပံ့ရေးနှင့်ပူဆောင်ရေးဌာနကွယ်အကောက်ခွန်ကုံလောင်ရုံအလုံးမျိုးနယ်စောရံပိုင်အောင်ရက်ကွယ်ကွန်ကရစ်ကမ်းနားလမ်းရကုန်တိုင်းဒေသကြီးမှာအလက်ထရောနစ်ပစ္စည်းများစက်ပစ္စည်းများနဲ့အထွေထွေကုန်ပစ္စည်းများအားရောင်းချမှာဖြစ်ပါတယ်။လေလံပုံစံရောင်းချခြင်းအနေဖြင့်လေလံပုံစံလေလံစည်းကမ်းချက်များနဲ့လေလံပစ္စည်းစရင်ပူရဲလျက်တစုံလျင်ကျပ်တောင်းတိတိနှုံဖြင့်အော်တိုဘာ၂ရက်မှ၂၃ရက်အထိရုံးချိန်တွင်ဝယ်ယူနိုင်ကြောင်းလေလံပုံစံဝယ်ယူပြီးသူများအားအော်တိုဘာ၂၄ရက်နေ့မှ၂၈ရက်နေ့အထိရုံးဖွင့်ရန် နနက်7:00နာရီမှညနေ4:00နာရီထိ3ရက်ပြတ်တာမှာဖြစ်ကြောင်းသိရပါတယ်။အသေးစိတ်အချက်အလက်သိရှိလိုသူများသည် ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲအကောက်ခွန်ကုန်းလောင်းယုံအလုံးမြို့နယ်စွမ်းရံပိုင်နောက်ရက်ခွဲကွန်ကရစ်ကန်နာလန်ရန်ကုန်တိုင်းစာကြီးတို့လူကိုယ်တိုင်သုံးမဟုတ်ဖုံ399 4950နဲ့399 2543332တို့စက်သွင်းမေးမြန်းနိုင်ကြောင်းလေးလံတင်ရောင်းချရေးအဖွဲ့အကောက်ကွန်ဦးစီးဌာနကနိုင်ငံပိုင်သတင်းစာတွင်ကြေညာထားချက်များအရသိရပါတယ်ဆက်လက်ပြီးတော့ ်ဘင်္ဂလားဒေ့ရဲ့အဓိကလေဆိပ်တွင်မီးလောင်မှုကြောင့်လေကြောင်းခီးစဉ်များဆိုင်းငံ့ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါဘင်္ဂလားဒေ့နိုင်ငံဒါကာမြို့တော်ရှိအထူးကအပြည်ပြည်ဆိုင်ရာလေဆိပ်ဤကုန်တင်ကုန်ချခိတ်တွင် အော်တိုဘာလ၁၈ရက်နေ့ကမီးလောင်မှုကြီးဖြစ်ပွားခဲ့တာကြောင့်လေကြောင်းခေးစင်များအားလုံးကိုဆိုင်းငံ့ခဲ့ရတယ်လို့တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ဘယ်မှာလေဆိပ်ခိတ်အပေါ်တက်ရောက်မှုမရှိတော့လဲပြည်နယ်တလျှောက်အနက်ရောင်မီးခိုးလုံးကြီးများဖုံးလွှမ်းခဲ့ပါတယ်။ အော်တိုဘာ၁၈ရက်နေ့နေ့လည်ကင်းကလောင်ကျွမ်းသောထုံမီကိုမိသားတပ်ဖွဲ့ဝင်38ဖွဲ့ကညှိနှိုင်းတတ်ခဲ့ပြီးနောက်ပိုင်းတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များကလာရောက်ကူညီညှိနှိုင်းတတ်ပေးခဲ့ကြောင်းမိသားတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောကြားပါတယ်။လေစိတ်အာဏာပိုင်များကတယ်လီဖုန်းဆက်သွယ်မှုများကိုချက်ချင်းပြန်လည်ဖြစ်ကြားခြင်းမရှိတော့လေ။လေစိတ်တာဝန်ရှိသူများ၏ Daily Star သတင်းဖော်ပြချက်အရလေကြောင်းခီးစဉ်များသည့်အခြားလေစိတ်များသို့လမ်းကြောင်းပြောင်းဆင်းတတ်ခဲ့ရတယ်လို့ဆိုပါတယ်။တရားနှဲငယ်ရရှိခဲ့သူ၄ဦးကိုစစ်ရုံသို့ပို့ဆောင်ပေးခဲ့လို့ကျမ်းမာရေးဌာနမှအကြီးအကဲတာဝန်ရှိသူတို့ကပြောကြားပါတယ်။ မီလောင်တဲ့အကြောင်းရင်းကိုတော့စုံစမ်းစစ်ဆေးရဖြစ်တယ်လို့သိရပါဗျ။နောက်ဆုံးသတင်းပေါ်အနေနဲ့ကလပ်သွင်းကို၄ရပြင်းပြောက်ခဲ့တဲ့ hurricane ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဘိုင်မြူနီတိုက်စစ်မှု hurricane ဟာကစားသမားဘဝကလပ်သွင်းကို၄ရပြင်းပြောက်ခဲ့တယ်လို့သိရပါဗျ။ hurricane အနေနဲ့ဒေါ်မွန်ကို၂ဂိုး၃ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာအသင်းအတွက်ပထမဂိုးကိုတောင်းကန်ဘောကနေကောင်းတိုက်သွင်းပြီး ဒီမှတ်တမ်းကိုရရှိခဲ့တာပါ၎င်းဟာအခုရာသီကလန်းနဲ့တိုင်းပြည်အတွက်ပြိုင်ပွဲဆုံ12ပွဲမှာ22ဂိုးအသွင်းယူထားပါတယ်ဟာရီကိန်းဟာပရိုကစားသမားဘဝ14နှစ်17လအကြာမှာဒီမှတ်တမ်းရရှိခဲ့တာဖြစ်ပါတယ်ဟာရီကိန်း32နှစ်အနေနဲ့ယခုရာသီမှာပြိုင်မြ52မိနစ်တိုင်းတဂိုးအသွင်းယူထားပါတယ်2023ခုနှစ်နွေရာသီမှာဘိုင်မြူနစ်အသင်းကိုပြောင်းရွှေ့လာပြီးကတည်းကပြိုင်ပွဲဆုံး109ပွဲမှာ104ဂိုးသွင်းခဲ့ပါတယ်။စပါအသင်းအတွက်ဂိုး280အငါးသွားကစားတဲ့ကလပ်တွေအတွက်16ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ လေဦးတန်ရဲ့အော်တိုဘာလ20ရက်နေ့နနက်ခင်းသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ